ဒီနေ့ဘက်ပကံစီကန်းကိုရောက်လာတဲ့ကြောင်မာလေးပေါ့နော်ဒီကြောင်လေးကဘလို့ဖြစ်တုံးဆိုတော့ကြတော့အိမ်မှာကလေးမွေးတာကလေးမွေးတာကိုမမွေးနိုင်ဘူးပေါ့နော်မမွေးနိုင်တော့ကြတော့သူကကလေးတဝက်တန်လန်းကြီးနဲ့သူ့သခင်တွေကခေါ်လာတယ်ပေါ့သူတို့ကလည်းသူတို့မွေးထားတာမဟုတ်ဘူးပေါ့သူတို့ဆိုင်မှာလာပြီးတော့နေနေတဲ့မြောင်အမာလေးပေါ့နော်အဲ့တော့တန်လန်းဖြစ်နေတော့ကြတော့စီကန်းရောက်တော့အဲစီကန်းဆီယာမကြီးကနေပြီးတော့ကြတော့ကလေးကိုမွေးကြည့်တယ်ပေါ့နော်မွေးကြည့်တော့ကြတော့ပထမ တကောင်နှစ်ကောင်ထွက်လာတယ်နှစ်ကောင်ကသက်မရှင်ဘူးပေါ့နော်မရှင်ဘူးနောက်တတိယတကောင်ထွက်လာတယ်အဲတတိယတကောင်ကြတော့ဘာဖြစ်လဲဆိုတော့ကြတော့ရေမွှေးရေကြီးကဖောင်းနေတယ်အဲ့တော့အဲ့ဒါမွေးလိုက်တယ်မွေးလိုက်တော့ကြတော့သူ့လည်းပေါင်မပြည့်တဲ့ပုံစံမျိုးဖြစ်နေတယ်ပေါ့နော်ဖြစ်နေတော့ကြတော့အဲသူ့ကိုနောက်ဆုံးမှာတော့ခွဲပြီးတော့ကြတော့ထုတ်ရမယ်အနေထားဖြစ်သွားတယ်မွေးရခက်နေတော့အဲ့ဒါနဲ့ခွဲပြီးတော့ထုတ်လိုက်ရတယ်ပေါ့နော်ဒါကခွဲပြီးတဲ့အခြေအနေလေးပါအဲခွဲပြီးတော့ပါထွက်လာတယ်ဆိုတော့ဒီပေါက်စာလေးတကောင်ရတယ် အဲ့ဒီကောင်လေးကအသက်ရှင်ကြံခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ဒီကောင်လေးကိုဒီနေ့ပဲတို့နှစ်နာရီကြာတစ်ခါပေါ့နော်ကျွန်တော်နိုးတိုက်တယ်တိတိလေးဆိုပေမဲ့သူကနိုးဆူအားလည်းကောင်းတယ်လမ်းလေးလမ်းတယ်ပေါ့နော်အဲအဲ့ဒီဒီနေ့မနေ့မှာပဲလာပြတယ်ပေါ့နော်ကျန်နေပါခွဲပြီးသွားတော့အဲဒီပေါ့ဆာတစ်ကောင်ရတယ်အဲမြောင်ပေါ့ဆာကိုဒါနိုးတိုက်နေတာပေါ့နော်အဲနိုးတိုက်တဲ့ခါမှာလည်းအများကြီးတိုက်လို့မရဘူး အဲနည်းနည်း 1cc စီလောက်ကိုပဲတက်ရတယ်အဲအဲ့တော့သူကလည်းအဲစိန်ခံနေလို့တိုက်တာဟုတ်တယ်မဟုတ်ဘယ်သူဒီလေးနဲ့ဒါပေမဲ့သူကဒီ0 byte ကိုသူကမလွတ်ချင်ဘူးအဲအဲ့ဒါနဲ့အဲ့လိုမျိုးကျွန်တော်တို့ကပြုစုရတယ်ပေါ့နော်အဲ no time ဟန်သူကစုမယ်ဒီမှာအဲဒီမှာသူစုတယ်စုတယ်ဒီဒီလေးနဲ့ တော်တော်စိတ်ရှည်ရတယ်ပေါ့နော်อืมဆရာကြီးကနိုးရီစုံနေအပြီးပြင်းအဲနိုးစုံပြီးတော့တော့အဲနိုးလေးဂုံသွားပြီဆိုရင်ကျွန်တော်တို့ကသူ့မလို့ဖူးအဲစိုးတာဂုံသွားတော့ဒီမှာတွေ့လာမလို့ဖူးမင်းတို့ဒီလေးအဲ ပြီးတော့ဒီကောင်လန်းလန်းလန်းနေအကောင်လေးကတော့ပေါက်စားလေးပေါ့ဟွန်းအဲကျွန်တော်နိုးတိုက်ပြီးသွားလို့ရှိရင်ဒါဒီမှာမိရင်သူ့အမေကြီးဘေးကိုပြန်ပြီးတော့ထည့်ပေးတော့မယ်အဲစိန်ကြသွားပြီနိုးဝသွားလို့အဲခြေနဲ့သွားပြီအဲဒီမှာ သူ့အမေပေါ်မှာသူ့အမေကတော့ခွဲထားတာပေါ့မေးစည်းပြေကားသာရှိသေးတယ်စီရီဝမ်လေးလည်းမှန်တယ်အဲမဟုတ်ဘူးဆိုရင်ဒီကောင်က နှိုးတိုက်မပေးဘူးဆိုရင်သူ့မျိုးသွားပြီးနှိုးအတင်းဆိုရဲဆိုရင်ဒီခွဲထားတဲ့နေရာတွေဘာတွေကိုထိခိုက်မှာဆိုလို့ပေါ့နော်အဲဒီမှာအခုတော့နှိုးဆိုပြီးလို့သူ့မေးကြီးပြီးမှထားထားတယ်ပေါ့နော်အဲဒါကတော့ဒီကျွန်တော်တို့ဒီဗက်ဘကန်စီကံမှာလာပြီးတော့ဒီနေ့ခွဲထားတဲ့ကလေးလေးပါကြည့်အားလုံးကျေးဇူးတင်ပါတယ်ဘုဟုတုတရအောင်မျှဝေလိုက်တာဖြစ်ပါတယ်